။စောင်းရာသီမှာအေးလိုက်ညီကိုတို့ဟူဒီတမျိုးတည်းဝင်နေတော့ပဲလား။ WhatsApp ပါတီကျွန်တော်ကတော့ K ပဲဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံရဲ့စောင်းတွင်ကတခြားနိုင်ငံတွေလိုနှင်းတွေကြတဲ့အထိအေးခဲ့တာမျိုးမဟုတ်ပေမဲ့တာမန်အချိန်တွေထက်အေးလာတဲ့အခါကျရင်တော့ fashion ကြကြဝတ်ဖို့ဆိုတာလိုအပ်လာတာပဲဖြစ်ပါတယ်။ အရင်ဆုံးကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်အထက်မြန်မာပြည်ကအောက်မြန်မာပြည်ထက်ပိုအေးပြီးတော့မနက်ပိုင်းနဲ့ညဘက်တွေမှာအရေးတက်ကတည်တည်တတအိုခံစားရပါတယ်။ဒါပေမဲ့နေရာဒေသတွေမခွဲခြားပဲねဒီနေ့မှာတော့ဆောင်းရာဒီမှာကျွန်တော်တို့ညီကိုတွေအထာကြကြဘယ်လိုဝတ်ဆင်ရမလဲဆိုတာကိုပြောပြပြီးသွားပါမယ်။ဒါဆိုကျွန်တော်တို့ရဲ့ဆောင်းရာဒီဖက်ရှင်အတွက်အတိအကျအချက်တွေကဘာတွေဖြစ်မလဲဆိုတာကိုပြောပြပေးခြင်းပါတယ်။ ပထမဆုံးကတော့ layering လို့ခေါ်တဲ့အပေါ်တက်ဝစ်စင်ကြီးကအရေးကြီးပါတယ်။တည်တဲ့အတိုင်းမြန်မာနိုင်ငံရာသီဥတုကချက်ချင်းအီချက်ချင်းပူဆိုတော့ပေါ်တက်ဝစ်ချင်းကဝေးရချွရလွယ်ကူစေပါတယ်။ဒုတိယအနေနဲ့ပော့ပါပြီးတော့နှွေးထွေးတဲ့အထယ်တွေကိုကြီးကျယ်စေချင်ပါတယ်။ဥပမာကော့တွန် Fleet Livewood တို့လိုမျိုးဟိုဆိုလိုရပဲဖြစ်ပါတယ်။ကဲအဲ့ဒါဆိုရင်တော့ရှေရှေဝူဝီထပ်ပြောမနေပဲညီကိုတို့အတွက်စောင်းရာတီမှာအဝင်းတင့်ဆုံး outfits တွေကိုစက်ပြီးတော့ပြောပြပေးပါမယ်။ First of it ကတော့နေ့စဉ်သွားလာလှုပ်ရှားမှုအတွက်အသင့်တော်ဆုံး at for lights everyday look ပဲဖြစ်ပါတယ်။ အတွင်းမှာအရင်ဆုံး quality ကောင်းတဲ့ short sleeve t-shirt or long sleeve t-shirt တွေကိုအပေါ်က light wash ဒါမှမဟုတ် medium wash jacket တွေနဲ့တော့ပို့ကြံပေးပါရစေ။ပေါင်းပြီးကတော့ dark wash jeans ဒါမှမဟုတ် light jeans တွေကဒီ outfit နဲ့ light ဖြစ်ပါရစေ။ဖက်နာကတော့ white sneakers light sneakers ဒါမှမဟုတ် converse တွေကပို့ပို့ပွားပွားဖြစ်ပြီးဒီ outfit နဲ့အတင်းတော်ဆုံးပဲ ပါတယ်။ second outfit ကတော့ pop 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 smart casual look ပဲဖြစ်ပါတယ်။ရုံသွားရုပ်ပြန်ဒါမှမဟုတ် tight လုပ်ဖို့အတွက်ကိုရွေးချယ်လို့ရပါတယ်။အပေါ်ပိုင်းမှာ crew neck ဆွဲတဲ့ပပလေးတစ်ထည်ကိုရွေးပြီးတော့အောက်ပိုင်းမှာတော့ chino sleeve နဲ့တွဲဖို့ကြံပေးပါတယ်။ဖက်နက်ကတော့ desert boots ဒါမှမဟုတ် loafers တွေကဒီ outfit နဲ့ alike ပဲဆုံးဖြစ်ပြီးတော့ smart လဲကြစီပါတယ်။ တောက်ဘက်ကတော့ Urban Explorer လို့ကျွန်တော်နာမည်ပေးထားပါတယ်။အရန်ဤတဲ့မနက်ခင်းတွေဒါမှမဟုတ်ခီးထွက်တဲ့အခါမျိုးတွေအတွက်အကောင်းဆုံးပဲဖြစ်ပါတယ်။အတွင်မှာ quality ကောင်းတဲ့ hoodie ဒါမှမဟုတ် sweatshirt တထည်ဥပပြီးတော့အပေါ်ကနေ lightweight puffer vests ဒါမှမဟုတ် jacket တွေကိုထည့်ဝေဖို့ကြံပေးပါတယ်။ပြီးရင် bomber jackets တွေနဲ့လည်း లై ဖက်ပါတယ်။အောက်ပိုင်းမှာတော့ cargo pants ဒါမှမဟုတ် fabric jogger တွေကရွေးချယ်တင်လို့ပါပဲ။ခဏကတော့ sporty fitted sneaker တွေနဲ့ဆိုပေးသွားတော့ စီပြီးပါတယ် Four of it ကတော့ minimalist choice ပဲဖြစ်ပါတယ်ရိုးရှင်းတာကိုနှစ်သက်သူတွေအတွက်အကောင်းဆုံးပါပဲအပေါ်ပိုင်းမှာ quality ကောင်းတဲ့ black ဒါမှမဟုတ် dark grey tartan neck sweater တဲ့ကိုဝယ်စီခြင်းပါတယ်အောက်ပိုင်းမှာတော့ black trouser ဒါမှမဟုတ် charcoal grey trouser နဲ့တဖက်ဝယ်စင်လို့ရပါတယ်ဖက်နက်ကတော့ black leather boots ဒါမှမဟုတ် derby shoes တွေနဲ့ဆိုရင်တည့်ရပြီးတော့ sophisticated လည်းဖြစ်စီပါလိမ့်မယ် ၅ခုမြောက် outfit ကတော့ပြည့်ရတွေမှာအေးအေးဆေးဆေးအနားယူဖို့ weekend chill outfits လေးပဲဖြစ်ပါတယ်။အတွင်မှာ plain white တောင်မှ black t-shirt တဲ့အဝတ်ပြီးတော့အပေါ်ကနေ flannel shirt တဲ့ကိုကြည်ဒီမတ်တပ်ပဲဝတ်ဆင်ကြပါတယ်။အောက်ပိုင်းမှာတော့ comfy ဝတ်ဖြစ်တဲ့ straight blue jeans တောင်မှ black jeans တွေကအကောင်းဆုံးပါပဲ။ဖနက်ကတော့ walk boots တောင်မှ converse တဲ့ပြင်ကိုယ်စိတ်ကြိုက်ရွေးချယ်ဝတ်ဆင်လို့ရပါတယ်။ 6ခုမြောက်ကတော့ outdoor enthusiast club ပဲဖြစ်ပါတယ်ဒီလိုပုံစံမျိုးကအေးရနေရာတွေဖြစ်တဲ့ကလော့ပင်တရာပြင်ဦးလင်ဘက်တွေမှာအတူတုံဝင်ပါတယ်တောင်တက်တာလေကွင်းပြင်နေကတ်ကိုခီးဖက်တာမျိုးဆိုရင်အတင်တော်ဆုံးပါပဲအတွင်မှာ t-shirt တစ်ထည်ခံပြီးတော့အပေါ်ကနေ windbreaker jacket or lightweight rain jacket စသဖြင့်ထပ်ဝတ်ဖို့ကြံပေးပါတယ်အောက်ပိုင်းမှာတော့ quick dry pants တောင်ပေါ cargo pants တွေကပေါ့ပေါ့ပါပါနဲ့အကောင်းဆုံးပါပဲဘာနဲ့ကတော့ waterproof hiking shoes 搭 sporty shoes 这个靴子这件白。 ခုနကမြောက်ကတော့ the cozy cardigan look ပဲဖြစ်ပါတယ်အပြင်ထွက်တာဒါမှမဟုတ်ပုပ်ပုပ်ပါပါ coffee ဆိုင်သွားတာတွေမှာလူလူတွေနဲ့ style ချခြင်းတဲ့သူတွေအတွက်အကောင်းဆုံးပါပဲအတွင်မှာ henley shirt ဒါမှမဟုတ် plain t-shirt တစ်ထည်ကိုဝတ်ပြီးတော့အပေါ်ကနေ cardigan တစ်ထည်ကိုထပ်ဝတ်ဖို့ကြံပေးပါတယ်အောက်ပိုင်းမှာတော့ jeans ဒါမှမဟုတ် tag chinos တွေကိုရွှေ့ချင်စင်နေပါတယ်ဘက်ကတော့ chelsea boots ဒါမှမဟုတ် desert boots လေးတွေက the outfit နဲ့အလိုက်ပဲဆုံးပါပဲ ရှိကူမြောက်ကတော့လူငယ်ဆဆန်အထားကြမဲ့ office ပုံစံမျိုးဖြစ်ပါတယ်။အရင်ဆုံးအသွင်မှာ white t-shirt or black t-shirt တထည်ကိုခံပြီးတော့အပေါ်ကနေ gray sip hoodie ဒါမှမဟုတ် black hoodie တထည်ကိုဝတ်ဆင်နေပါတယ်။အောက်မှာတော့ gray jogger pants or black jogger pants က the office wear အကောင်းဆုံးပဲဖြစ်ပါတယ်။ဖက်နက်ကတော့ Air Force 1ဒါမှမဟုတ် Nike Jordan တွေကိုတွေ့ချင်ဖို့အကြံပေးပါတယ်။ ဖို့မြောက်ကတော့3 way 5ပဲဖြစ်ပါတယ်။အေးတဲ့အချိန်လူငယ်တွေအဝင်များဆုံးပုံစံမှာပဲ။အထဲမှာ T-shirt တစ်ထည်ကိုခံပြီးတော့အပေါ်ကနေ hoodie ကိုထည့်ဝေဖို့ကြံပေးပါတယ်။အောက်မှာတော့ baggy jeans တွေကအကောင်းဆုံးပါပဲ။ဖက်နက်ကတော့ Air Force 1တောင်းမှုတ် Timberland boots တွေကအလိုက်ပါဆုံးပဲဖြစ်ပါတယ်။ နောက်ဆုံး outfit ကတော့ Old Money Winter Look ပဲဖြစ်ပါတယ်။ဒါက smart jersey လုံးတာမက Pro Road ကိုပိုကြည်ကောင်းစေပါလိမ့်မယ်။အရင်ဆုံး T-shirt တစ်ထည်ခံပြီးတော့အပေါ်ကနေ half zip sweater တစ်ထည်ကိုထည့်ဝတ်ဖို့ကြံပေးပါတယ်။အောက်မှာတော့ tailor trousers တွေကအကောင်းဆုံးပဲဖြစ်ပါတယ်။ဘက်နက်ကတော့ Converse or Chelsea boots စသဖြင့်ကိုယ်စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ကဲဒါဆိုရင်တော့ညီကိုတို့အတွက်စောင်းရတီမှာထားချက်ကြဘလို့ဝစ်စင်ရမလဲဆိုတာကိုတည်သွားမယ်လို့ထင်ပါတယ်။ကျွန်တော်ပြောခဲ့တာတွေနဲ့မကဘဲနဲ့ကို့မှာရှိရတဲ့ကို့စိတ်တိုက်ထပ်ပြီးတော့ဖန်တီးဝစ်စင်ဖို့အကြံပေးပါတယ်။ဒီဗီဒီယိုလေးကို ကြိုက်တယ်ဆိုရင်တော့ like လုပ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို subscribe တိမလုပ်ရသေးရင် subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါတယ်။နောက်ထပ် fashion နဲ့ပတ်သက်တဲ့အသေးအသေးသောအကြောင်းအရာတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။